2025ခုနှစ်မှာမဖြစ်မနေလေ့လာထားတဲ့ပညာရက်9ခု 2025ခုနှစ်မှာဒီပညာရပ်တွေဟာအလုတ်ကိုင်ခွင့်လန်းကောင်းတွေပေးနိုင်ပြီးကဘာကြီးကိုပြောင်းလဲနိုင်တဲ့အရာတွေဖြစ်လာပါမယ်။အဲဒါကြောင့်ကိုစိတ်ဝင်စားရနယ်ပယ်ကိုရွေးပြီးလေ့လာထားဖို့ပြောချင်ပါတယ်။နံပါတ်1 AI ပညာ AI နီးပညာဟာ2025ခုနှစ်မှာပုံမအေးပါလာပါတယ်။ AI ဟာစေးဘက်စီးပွားရေးထုတ်လုပ်မှုနဲ့နေ့စဉ်ဘဝတွေမှာအသုံးဝင်နေပြီးလစာကောင်းတဲ့အလုတ်ကိုင်ခွင့်လန်းတွေပေးနိုင်တယ်။နံပါတ်2 data သိပ္ပံနှင့်အချက်လက်ဆန်းစစ်ခြင်း ဒေတာဟာအနာဂတ်ရဲ့ရေနံဖြစ်လာပါတယ်။ကုမ္ပဏီတွေဟာဒေတာကိုအခြေခံပြီးဆုံးဖြတ်ချက်တွေချနေတာကြောင့်ဒေတာပညာရှင်တွေကိုအရန်လိုအပ်လာပါတယ်။နံပါတ်3စိုက်ဘာလုံခြုံရေးဟက်ကီးနဲ့ဒေတာလိတွေတိုးလာတာနဲ့အမျှစိုက်ဘာလုံခြုံရေးပညာရဲ့လိုအပ်ချက်မြင့်တက်လာပါတယ်။ ကုမ္ပဏီတိုင်းအစိုးရတိုင်းကစိုက်ပါလုံခြုံရေးကိုအရေးပေးလာကြပါတယ်။နံပါတ်၄အစ်စ်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့်စိမ့်လန်းတဲ့နည်းပညာ၊ရာသီဥတုပြောင်းလဲမှုနဲ့အတူစွမ်းအင်အစ်စ်တွေဖြစ်တဲ့ဆိုလာလေစွမ်းအင်၊ဟိုက်ဒရိုဂျင်စွမ်းအင်တို့ကိုအာရုံစိုက်လာကြတယ်။ ကဘာကြီးကကာဗွန်ဇီးရိုးဖြစ်ဖို့စ조사နေတဲ့အချိန်မှာ Green Technology ပညာရှင်တွေကိုလိုအပ်နေပါတယ်။နံပါတ်5 Digital ဈေးကွက်ရှာဖွေခြင်းနဲ့ Electronic ဈေးပွားရေး Online ဈေးပွားရေးတွေပုံမှန်ကြီးထွားလာတာနဲ့အမျှ Digital ပညာရက်ကအရေးပါလား။ ပါတဲ့နီးပညာဝါဒနာပါရင် AI data နီးပညာနဲ့စိုက်ပါလုံးကြုံရေးနီးပညာတို့ကိုလေ့လာပါစီးပွားရေးနဲ့ဆိုင်ရာစိတ်ဝင်စားရင် digital ဈေးကွက်ရှာဖွေခြင်းနီးပညာကိုလေ့လာပါတဘာဝပတ်ဝန်းကျင်ကိုစိတ်ဝင်စားရင်တော့ပြန်လဲပြဖြိုးမြဲစွမ်းအင်ပညာရဲ့တို့ကိုလေ့လာသင်ပါတယ်